တောင်ကိုရီးယားနိုင်ငံမှာဈေးတန်းနဲ့ light truck ကတစ်စီးဝင်တိုက်မိရာက လူနှစ်ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။နောက်ပြောင်ရောင် light truck ကဟာလူသွားလမ်းတစ်လျှောက်ဈေးဆိုင်တွေတန်းစီထားတဲ့နေရာမှာမီတာ150လောက်ထိမောင်းနှင်နေပြီးမှရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာလ23ရက်နေ့တုန်းကစူးမြူတော်ရဲ့ပူချုံကဈေးတစ်ခုတည်းကဖြစ်စဉ်ကြောင့်လူနှစ်ဦးသေဆုံးပြီး18ဦးထဏ်ရာရရှိခဲ့တယ်လို့မိသက်နဲ့ကိစ္စရေးဌာနကပြောကြားခဲ့ပါတယ်။သေဆုံးသူ၂ယောက်ဟာ ထိတ်လန့်ပြီးအမောဖောက်ရာကအသက်ပါသွားခဲ့တာလို့ယွန်ဟန်သတင်းဌာနကဖော်ပြခဲ့ပြီးလိုက်ထရာဟာမီတာ30လောက်နောက်ပြန်ဆုတ်လာပြီးရုပ်တရက်လီဟာပြင်စည်းရနေအရှိန်နဲ့မောင်းဝင်သွားခဲ့တာလို့မျက်မြင်တွေကပြောပါတယ်စစ်ဆေးချက်တွေရရေမောင်းကအယက်မတောက်ထားပါဘူးအသက်60ကျော်အရွယ်ရေမောင်းကတော့ကားကပြဿနာတစ်ခုခုရှိနေဟန်ရုပ်တရက်အရှိန်နဲ့မောင်းထွက်သွားခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ် လုံချုံရင်ကင်မရာမှတ်တမ်းတွေမှာတော့ light tracker ဟာဇီရန်နေတောက်လျှောက်အရှိန်နဲ့မောင်းဝင်လာပြီးတဲ့နောက်စတိုးဆိုင်တစ်ခုကိုဝင်တိုက်ပြီးမှရပ်တန့်သွားတာဖြစ်ပါတယ်။